မင်္ဂလာပါရှင်ချက်ချမဲ့ channel မှာဒီနေ့တော့အဟာရဆုံးသောပတ်ဝန်းကျင်နဲ့ဟင်းလေးတစ်ခွက်ကိုချပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုပေးကြပါဦးနော်ကော်ဘီလေးကိုစိတ်ကြိုက်အနေထားလေးလီထားပေးပါမယ်ရှင်။ ဘန်ကောက်ဘေးရဲ့မှာပုံမှားလေးကြီးပါဝင်နိုင်တာဖြစ်လို့ရည်တိချစီဖို့တော့မေးပါနဲ့เนาะအမားကတော့အသေးရွက်တွေချက်တဲ့အခါမှာစားရည်နဲ့10မိနစ်လောက်စင်ပြီးမှတိချလေးချက်ပါရရှင်ဘန်ကောက်ဘေးလိပီးရင်เนาะစားလေးထည့်ပြီးရည်လေးနဲ့3လေးတက်လောက်စီထားပေးပါမယ်ရှင် ပန်းကော်ပီလေးကိုရေလေးစစ်ထားပေးပါမယ်ရှင်ပန်းကော်ပီကိုခရမ်းညင်လေးလေးရဲ့ချက်ဥလေးရဲ့နဲ့ကျမကတော့ဟာရဆုံးတာပါဝင်အောင်ကြော်လိုက်ပါတယ်ရှင်ကဲစပြီးချက်ဖို့ ပြင်ဆင်လိုက်ပါရယ်စီလေးနဲ့ငယ်ထည့်ပေးပါမယ်နော်ရောင်လေးကောက်အောင်စနွေမုံလေးနဲ့ငယ်လည်းထည့်ပေးထားပါရယ်ပြီးရင်တော့အနံလေးမွေအောင်စက်သွင်ပြူလေးထည့်ပြီးတော့စီတက်ပေးလိုက်ပါရယ်ရှင် ချက်တံပြူလေးလေးကျလာပြီးအနံလေးမွေးလာရင်တော့ခရဲညင်တီလေးထည့်ပြီးတော့ကြော်ထားပေးပါမယ်နော်ခဏနေနော်တန်ကောက်ပြူလေးထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ရှင်ခရဲညင်တီရဲ့ပန်းကောက်ပြူလေးကိုတမအောင်မွေးပေးထားပါမယ်ရှင်ပြီးရင်တော့အရသာလေးတွေထည့်ပါမယ်အချုံမုံစားတောင်းဟူလေးလေးထည့်ပြီးတော့ကျွန်မကကြော်ပေးထားပါတယ်ရှင် ရတာလေးနှောင်းအောင်မှုတ်ပြီးသွားရင်တော့ခရမ်းကြီးလေးနဲ့ပန်းကွက်ပလီလေးမျိုးပါရေလေးနဲ့ငယ်ထည့်ပြီးကြော်ပေးလိုက်ပါတယ်ထည okay, ့်ပြီးရင်တော့ပန်းကော်ပီနဲ့ခရမ်းညင်တီလေးတွေလူသွားအောင်အဖုံးလေးအုပ်ပြီးတော့ကြော်ထားပေးပါမယ်နော်အဖုံးလေးဖွင့်ကြည့်လို့ခရမ်းညင်တီနဲ့ပန်းကော်ပီလေးတွေလူသွားပြီးရေလေးတွေလည်းခမ်းသွားပြီဆိုလို့ရှိရင်တော့ ကျမကကြက်ဝလီတလုံးကို ဖောက်ထည့်ပြီးကြော်ပေးပါမယ်ရှင်။အင်္ဂသတကအရင်ကြိုက်လို့လက္ခဏာကျွေးကျွေးဖြစ်တဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်နော်။ကြက်ဝနဲ့ပန်းကော်ပီလေးတွေကိုကျမအောင်ငွေပေးရပါမယ်ရှင်။ဒီနေရာမှာအရေးကြီးတာကကြက်ဥကိုလောလောနဲ့မချမိလိုက်စေဘဲနဲ့တိတိချာချာကြအောင်ကြော်ပြီးမှစားကြပါရှင်။ခနာကြော်ပြီးလို့ချက်ဥနဲ့လေးတွေလည်းမွေးလာပြီးဒေချာလေးချက်ပြီဆိုရင်တော့အပေါ်အငယ်ရတာလေးမိပြီးတော့တုံးဆောင်နိုင်ပါပြီရှင်။ ကျမကတော့ဘန်ကော့ဘီလေးဒီပေါ်လာတဲ့အချိန်ဆိုရင်တော့ဒီလိုဟင်းလေးတစ်ခွက်ကိုခဏခဏချက်စားပြပါရရှင်။ဈေးဖို့ကုန်ကြတတ်သားပြီးတော့အာဟာရမျိုးစောက်ပဝင်တဲ့အတွက်တတ်သားလေးခြိုက်တယ်။ဟင်းကလူကြီးကြီးလေးခြိုက်တဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါရရှင်။ ိုက်ရဲသမားတွေအတွက်ဝိတ်ချခြင်းလိုပဲဖြစ်ဖြစ်ကလေးတွေအတွက်ပဲဖြစ်ဖြစ်ကလေးရောလူကြီးရောစိတ်နဲ့နဲ့နဲ့ကြော်စားလို့ရှိရင်ဇမရေးတွင်နေတည်တော်တယ်ဟင်းလင်းချက်ခွက်ပါအားလုံးကိုလိုက်ပြီးချက်စားကြည့်ဖို့ဖိတ်ခေါ်ပါရယ်နော်ယခုလိုပဲကျမတို့ချက်ကြမဲ့ channel မှာတံမိုးနေပြီးတော့ကုန်ကြတတ်တာရယ်ဟင်းလင်းတွေကိုချက်ပြတတ်မှာဖြစ်တဲ့အတွက် subscribe လိုက်ရေးလုပ်ပြီးတော့ကုညီပေးကြပါအောင်နော် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်